ညီမဖြစ်သူကအမကိုလိန်ညာခဲ့ရင်မိုးချိုးဖြစ်ပါစေလို့ဖရာသခင်ကိုအခိုင်အမာချိန်ဆလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲသူ့ကောင်းကနေမိခိုးတွေထွက်လာပြီးမိုးချိုးဖြစ်တာကိုအမှန်တကယ်ခံလိုက်ရပါတယ်။ညီမလေးဟာအယမ်းရှုပ်ထွေးသွားတယ်ဘာဖြစ်လို့သူ့ပေါ့ပေါ့တန်တန်ချိန်ဆလိုက်တဲ့ဂရိကတခါတဲ့အမှန်တကယ်ဖြစ်လာရတာလဲသူမှမသိလိုက်တာကတော့သူ့အမဟာတာမန်လူမဟုတ်ဘူးဆိုတာပါပဲ။သူ့မှာအထူးမော်ဆန်တဲ့စာချုပ်တစ်ခုချီနောက်ထားပါတယ်။ဒီအကြောင်းအရာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစတင်ခဲ့တာပါ။မေးအမိရှိတဲ့မင်း ကလေးငယ်တဦးဟာအမှန်တရားတစ်ခုကိုမတော်တဆတွေ့ရှိခဲ့တယ်။သူမဟာသူ့အမေရဲ့တမီးရင်းမဟုတ်ဘူးဆိုတာပေါ်ပေါက်လာပါတယ်။မူလကသူမဟာချမ်းသာတဲ့အမျိုးသားတဦးရဲ့တမီးဖြစ်ပေမဲ့သူ့အမေကသူ့တမီးရင်းနဲ့တထည့်ရဲ့ကလေးကိုခိုးလဲလှယ်ခဲ့တာပါ။မေရီဟာသူ့အမေနဲ့အတူဆင်းရဲတဲ့ဘဝကိုဖျက်ဆီးခဲ့ရတယ်။သူ့အမေရဲ့လှုပ်ဝဲချက်ပေါ်သွားပေမဲ့လည်းမဟုတ်မမှန်ဂုဏ်သိက္ခာကိုစက်ထိန်ထားဖို့ကြိုးစားခဲ့တယ်။ဆွဆွဲချက်ကိုခိုင်ခိုင်မာမာညှင်းဆုပ်ခဲ့ပြီးမေရီကိုလိန်ညာခဲ့မယ်ဆိုရင်အပြင်ထွက်တာနဲ့ကားတိုက်ပါစေလို့ချိန်ဆခဲ့ ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကာတစီရောက်လာပြီးသူ့အမေကိုချက်ချင်းတေးစေခဲ့တယ်။အဲ့ဒီအချိန်ကစပြီးမေရီဟာသူ့ခန္ဓာကိုယ်ပေါ်ကမော်စာချုပ်ကိုနားလည်ခဲ့ပါတယ်။မေရီကိုဘသူပဲလိန်ညာပြောဆိုပြောဆိုအဲ့ဒီလူဟာချက်ချင်းအပြစ်ပေးခံရပါတယ်။အမေဆုံးပြီးနောက်စိတ်ထိခိုက်နေတဲ့မေရီဟာမိဘမဲ့ကေဟာရဲ့ဒါရိုက်တာနဲ့တွေ့ဆုံခဲ့ပါတယ်။ဂျင်နာတက်တဲ့ဒါရိုက်တာကမေရီကိုအရွယ်ရောက်တဲ့အထိပြုစုပြူထောင်ပေးခဲ့ပါတယ်။တနေ့မှာမေရီကဒါရိုက်တာကိုရုတ်တရက်လာနှုတ်ဆက်ပါတယ်။သူ့ရဲ့ဇီဝမိဘတွေကသူမကိုပြန်ရှာတွေ့သွား ဒါကြောင့်မအမေရိကသူမိဘတွေစီပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကသူအိမ်ပြန်ရောက်တဲ့ပထမဆုံးနေ့မှာပဲအရှက်ရစရာကြုံရမယ်လို့လုံးဝမျှော်လင့်မထားခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအိမ်မှာသူစီဝမိဘတွေပြင်သူတို့မွေးစားထားတဲ့ညီမငယ်တစ်ယောက်လည်းရှိနေလို့ပါပဲ။ညီမလေးဟာမိဘတွေရဲ့အချစ်ကိုအမေရိကလူယူသွားတဲ့အတွက်မေရီကိုမုန်းတီးခဲ့ပါတယ်။သူမကမေရီရဲ့ခီးဆောင်အိတ်ကိုဝမ်းသာအားရကူတဲ့ပေးဟန်ဆောင်ပေးမဲ့မေရီရဲ့အယုတ်လေးကိုတမင်တကာချိတ်ချေပစ်လိုက်ပါတယ်။မေရီကဒေါသကြီးနဲ့ညီမကိုတွန်းထုတ်လိုက်တယ်။ ညီမကသူတမင်လောက်တာမဟုတ်ဘူးလို့ပြောပြီးအပြစ်ကင်းဟန်ဆောင်ခဲ့တယ်။အမေရိကသူ့ညီမကိုဘယ်တော့မှမလိညာဖို့အေးဆက်ဆက်တတိပေးခဲ့ပြီးလည်ရင်အပြစ်ပေးခံရမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ညီမကအဲ့ဒါကိုလောင်ပြောင်ခဲ့တယ်။ဒါဟာနိပညာခစ်ဖြစ်ပြီးအမေရိကသူ့ကိုကြောက်အောင်စကားတိတ်ပဲမရှိတာပြီးပြောနေတာဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲညီမဖြစ်သူဟာလေကားပေါ်ကနေချော်လဲပြီးဒဏ်ရာရသွားပါတယ်။မိမတွေကသူ့မကိုကူညီဖို့အလှည့်မြန်ပြေးလာကြတယ်။မေရီဟာသူ့ရဲ့ဇီဝတမီးဖြစ်ပေမဲ့ညီမငယ်ကိုနှစ် ပေါင်းများစွာမွေးစားခဲ့တဲ့အတွက်သူမကိုပူချစ်ကြတယ်သူတို့ကမေရီကိုညီမကိုချိန်ဆတယ်လို့ဆွဆွဲခဲ့ကြတယ်မေရီဟာဒီမြင်ကွင်းတစ်ခုလုံးကိုရွှေရှာသွားပြီးတိုက်ကြီးတဲ့ကိုအေးဆက်ဆက်ရှောက်ဝင်သွားခဲ့ပါတယ်မကြခင်မှာပဲမိသားစုဟာအဲခန်းထဲမှာစုဝေးကြပါတယ်ညီမငယ်ကမိမတွေကိုမေရီကိုသူတို့တမိအဖြစ်အတိမတ်မပြုဖို့ခိုင်မာစွာဆွဲဆောင်ခဲ့တယ်မေရီကကြေးလက်ကနေချမ်းသာတဲ့ရက်ွက်ကိုရောက်လာတာလူများရှိမှကျမတို့ကိုရှက်စရာဖြစ်စေရင်ဘယ်လိုလုပ်မလဲလို့သူမကပြောခဲ့တယ်မိမတွေကသူမပြောတာကို နားလေတလို့ခန်းစားရပေမဲ့မေရီအတွက်မတရားဘူးလို့လည်းခန်းစားရတယ်ဒါကြောင့်သူတို့ဟာမေရီကိုအောက်ကိုဖြစ်စွာကြည့်လိုက်ကြတယ်သူတို့အံ့ဩသွားအောင်မေရီကသဘောတူလိုက်ပါတယ်ဒါပေမဲ့သူ့မှာတစ်ချက်တည်းသောအခြေအနေရှိပါတယ်သူတို့ဟာမေရီကိုသူတို့ပေးဆက်ရမယ့်နှစ်တွေအတွက်ရောကြီးအဖြစ်ဒေါ်လာ၅သိန်းပေးရမယ်ဆိုတာပါပဲမေရီကသူတို့ရဲ့စီစဉ်ကိုမလိုချင်ခဲ့ပါဘူးသူမကမိဘမဲ့ဂေဟာအတွက်လုပ်ခဲ့တာပါမေရီဟာသူ့မိဘတွေအပေါ်ဘယ်တော့မှမျှော်လင့်ချက်မထားခဲ့ဘူးသူ့မိဘတွေကသူ့ညီမကိုပို့ပြီးမျက်နှာတာပေးတယ် ဆိုတာကိုသူမသိပြီးသားပါဒါကြောင့်ဒီချမ်းသာတဲ့မိသားစုကိုအသုံးပြုပြီးဒေဟာကိုရန်ပုံငွေရှာပေးခြင်းုံတသက်ပါအဲ့ဒီကကလေးတွေပိုကောင်းတဲ့ဘဝတွေရရှိစေဖို့ပါသူ့အဖေကမေရီရဲ့တောက်ဆူချက်ကိုမဆိုင်မတွတ်သဘောတူလိုက်တဲ့အဲ့ဒီအခါမှာမေရီကျဉ်တ်သွားပါတယ်အဲ့ဒီအချိန်မှာညီမဖြစ်သူဟာအကျန်စီတစ်တခုကိုစတင်ကျန်စီနေပြီဆိုတာကိုသူမမသိလိုက်ပါဘူးမကြခင်ပါပဲမေရီဟာဒေတာခတ်ထိတ်တန်းကြောင့်မှကြောက်တက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမှာသူမရဲ့ဂုံပုတ်ကတတိယသမီးဖြစ်မဟုတ်ပဲဝေးကွာတဲ့ဆွေမျိုးတူဦးဖြစ် ာဖြစ်ခဲ့ပါတယ်။ဒီနေ့မှာအတန်းကောင်းဆောင်ဟာအတန်းထဲကိုအလင်းအမြန်ပြန်ရောက်လာပြီးသူတင်းထားတဲ့အတန်းရံပုံငွေတွေရုတ်တရက်ပျောက်ဆုံးနေတယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်သူကလူတိုင်းကိုရှာဖွေဖို့တောင်းဆိုခဲ့တယ်။အဲ့ဒီအချိန်မှာအမျိုးသားចောင်းသားတဦးကရုတ်တရက်ထွက်ပြီးမေရီဟာအတန်းပိုက်ဆံခိုးယူခဲ့တယ်လို့အတန်းကြဲကြဲနဲ့ဆွဆွဲခဲ့တယ်။ကြံတဲ့ចောင်းသားတွေအံ့ဩသွားကြပြီးမေရီကိုရှက်စရာကောင်းတဲ့တခိုးလို့စတင်ခေါ်ဝေါ်ကြပါတယ်။ဒါဟာညီမဖြစ်သူရဲ့ပျော်ရွှင်ဖြစ်ကြောင်းသူတို့မသိခဲ့ကြပါဘူး။ညီမက လူတယောက်ကိုဆေးလုတ်ပြီးအတန်းရံပုံငွေကိုယူစေခဲ့ပြီးမေရီရဲ့ကြောပိုးအိတ်ထဲကိုလှုပ်ဝက်စွာထည့်ခိုင်းပြီးနောက်အဲ့ဒီကောင်လေးကိုမေရီကိုဆွဆွဲခိုင်းခဲ့တာပါဒါပေမဲ့မေရီကတော့တည်ငြိမ်နေခဲ့ပါတယ်တက်တေမရှိပဲပေါပေါတန်တန်မလေးညာဖို့ကောင်လေးကိုတတိပေးခဲ့ပါတယ်မမျှော်လင့်ပဲကောင်လေးကမေရီပတ်ဆံခိုးတာကိုသူ့မျက်စိနဲ့မြင်ခဲ့ရတယ်လို့ကြေညာပြီးသူ့လိမ်နေရင်သူ့မိသားစုတစ်ခုလုံးဒေဝါလီခံပါစေလို့ပြောလိုက်ပါတယ်ချက်ချင်းဆိုတယ်လို့မေရီကလေးတန်းမိန်မိန်လေးပြုံးလိုက်တယ်နောက်တစ်စက္ကန့်မှာပဲ ကောင်လေးဟာသူ့မိသားစုဒေဝါလီခံသွားပြီဆိုတဲ့ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့တဲ့အားလုံးအံ့ဩသွားကြတယ်။ဖျားသခင်ကတော့မေရီကိုကူညီနေတာလား။သူ့ဘေးကညီမကတော့လက်မခံချင်ခဲ့ဘူး။သူမကနောက်ထပ်လက်ပါစီတဦးကိုဆေးလုပ်ပြီးမေရီရဲ့ကြောပိုးအိတ်ကိုရှာဖွေခိုင်းခဲ့တဲ့ဒီတစ်ချိန်မှာမေရီကသူ့တို့ကိုရရရရရရှာဖွေခွင့်ပေးခဲ့တယ်။ဒါပေမဲ့အချိန်ပေါင်းများစွာရှာဖွေပြီးနောက်မှာအတန်းရံပုံငွေကိုဘယ်နေရာမှာမှရှာမတွေ့ခဲ့ပါဘူး။အဲ့ဒီနောက်အတန်းကောင်းဆောင်ကကျန်တဲ့သူတွေရဲ့အိတ်တွေကိုစစ်ဆေးခိုင်းခဲ့တယ်။ နောက်ဆုံးတော့ပတ်စံအိတ်ထဲမှာအတန်းရံပုံငွေကိုတွေ့ရှိခဲ့ပြီးအဲ့ဒီအိတ်ကညီမဖြစ်သူရဲ့အိတ်ဖြစ်နေပါတယ်ညီမကထိတ်လန့်သွားတယ်ဘာဖြစ်လို့အတန်းပတ်စံတွေကသူ့ကြောပိုးအိတ်ထဲမှာရောက်နေရတာလဲမေရီကအောင်ပွဲခံတဲ့အပြုံးနဲ့ပြုံးလိုက်တယ်သူမဟာသူ့ညီမရဲ့အကြံစီကိုကြိုတင်သိရှိထားပြီးပတ်စံကိုညီမရဲ့အိတ်ထဲကိုလှုပ်ဝက်ပြန်ထည့်ထားခဲ့တာပါညီမဖြစ်သူကဒေါသတကြီးနဲ့မေရီကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီအချိန်မှာဆီယာမကအချိန်မီရောက်လာပြီးတားဆီးခဲ့ပါတယ်သူမကမေရီနဲ့ညီမဖြစ်သူနှစ်ယောက် လုံးကိုယုံကန်းကိုအေးဆက်ဆက်ခေါ်ဆောင်သွားခဲ့တယ်မကြခင်မှာပဲဆရာမကတထေးမိဘတွေကိုအကြောင်းကိုခေါ်လိုက်ပါတယ်ညီမကမျက်ရည်တွေနဲ့မိဘတွေကိုတိုင်ကြားခဲ့တယ်မိဘတွေကချက်ချင်းပဲမေရီကိုရင်ကျက်မှုမရှိဘူးလို့စုပူချိန်မောင်းခဲ့တယ်သူတို့ကညီမကိုနေ့တိုင်းဒေါ်လာတစ်သောင်းစီအိတ်ဆောင်ပတ်စံပေးထားတာကြောင့်ခိုးစရာအကြောင်းမရှိပဲမေရီခိုးတာဖြစ်ရမယ်လို့ပြောခဲ့တယ်မေရီကလှောင်ပြောင်းလိုက်ပြီးသူမပတ်စံမခိုးခဲ့ဘူးလို့ဖျားသခင်ကိုချိန်ဆိုးဝင်ကြောင်းပြောခဲ့ပါတယ်ညီမကဒေါသထွက်ပြီးသူမလည်း နေရဆိုရင်မိုးချိုးဖြစ်ပါစေလို့ဖရဲသခင်ကိုချိန်ဆိုလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲသူမရဲ့စပင်တွေဟာမိုးချိုးဖြစ်ခံရတယ်လို့ရှုပ်ပွားထောင်ထနေတဲ့အဆူအဝေးတစ်ခုလိုဖြစ်သွားပါတော့တယ်